စိတ်သုံးမျိုးကျွန်တော်တို့ငငယ်ကလူတကိုစိတ်တစ်မျိုးဆိုတဲ့စကားလေးကြားခဲ့ဘူးတာရှိပါတယ်တကယ်လည်းလက်တွေ့ဘဝမှာစဉ်းစားကြည့်ရင် လူတစ်ယောက်တည်းမှာကိုယ်ကအခြေအနေအချိန်ခါနဲ့အကြောင်းအရာတွေပေါ်မှာအခြေခံပြီးစိတ်ကအမျိုးမျိုးပြောင်းလဲနေတတ်ပါတယ်အားလုံးကိုခြုံကြည့်လိုက်ရင်တစ်ကြိုးကြောင်းဆက်ဆက်ပြီးတော့စီလျော်စဉ်းစားတဲ့အခြေနှစ်လိမ့်လိမ့်မမပေါပေါနက်နက်နဲ့တွေးခေါ်မျှော်မြင်တဲ့အခြေသုံးခံစားချက်ကိုဦးစားပေးပြီးစဉ်းစားတဲ့အခြေရလို့ရှိတတ်ပါတယ်တခုခုကိုဆုံးဖြတ်တော့မယ်ပြောတော့မယ်ဆိုရင် မမှန်ကန်ကန်ဖြစ်ဖို့ဆိုတာစိတ်ကိုညင်အောင်စိတ်ကိုနိုင်အောင်ထိန်းတဲ့အလေးချင်းကိုပြိုးထောင်တတ်ဖို့လည်းလိုပါတယ်အကြောင်းအရာတစ်ခုလုံးမယ်ဆိုရင်ဘာဝဘာကြောင့်ဘလို့ဆိုတော့ဘာအသုံးလုံးမေးခွန်းအမြဲမေးတတ်အောင်စူးစမ်းကြည့်ပါရွယ်ချက်ကဘာလဲဘာကြောင့်ဒီလိုစဉ်းစားရလဲပြီးမြောက်အောင်မြင်အောင်ဘလို့လုပ်မလဲစသဖြင့်တွေးကြည့်ပါ တွေးရင်းနဲ့ကြိုတင်ပြင်ဆင်တတ်လာမယ်နောက်အကျင့်ဖြစ်လာပြီးလေ့ကျင့်ဖြစ်လာပြီးစနစ်တကျတွေးတတ်လာမယ် စကလုံးအတုံးတုံးရွေးချယ်မှုတွေကပို့ပြီးတော့တီးကြလာပဲပို့ပြီးပြတ်သားလာတယ်ဆိုတာလေးပြူပြီးလာပါလိမ့်မယ်ဥပမာပေးရရင်ဆက်ဝိုင်းလေးတွေလိုပဲတပိုင်းစီတပိုင်းစီမှာသူဆက်ဆက်တဲ့ area တွေရှိတဲ့ပုံစံမျိုးလေးတပိုင်းမှာလက်တွေ့ကြကြလဲစဉ်းစားတယ်စိတ်ခံစားမှုကိုလည်းထည့်ပြီးစဉ်းစားရပိုင်းကအလယ်မှာသွားဆူတဲ့အခါမှာပို့ပြီးတော့ပညာရှိတယ်လို့ပြောလို့ရတယ်စိတ်ရောအုံနောက်ရောနှလုံးသားဟောအခြေခံပြီးတွေးဆတဲ့အပိုင်းလေးရှိလာတယ်တဖြည်းဖြည်းဆက်ဝိုင်းလေးတစ်ခုကနီးဆက်လာတာဖြစ်တဲ့အတွက်ဘာကောင်းလဲဆိုတော့သူများရဲ့ခံစားချက်ကိုလည်းသူမြင်တတ်တယ် အဲ့လိုမြင်လာတဲ့အမြတစ်ဖက်ကတီးကြတာပြတ်သားတာတွေစကလုံးရွေးချယ်မှုတွေမှန်ကန်လာတဲ့အပြင်သူစိတ်ခံစားချက်ရဲ့ emotion နဲ့လက်တွေ့စံတာရဲ့ rational ရှားမှာကိစ္စရက်တွေကိုသုံးသပ်တဲ့အခါတိုင်းဖြေရှင်းတဲ့အခါတိုင်းကိုသာသူ့နေရာဆိုဘယ်လိုစဉ်းစားမလဲကိုယ့်နေရာမှာစိတ်ခံစားချက်ကိုပေးဖယ်လိုက်ရင်ဖြစ်တဲ့အကြောင်းအရာဘယ်လိုလဲသူသာဆိုရင်ရောဘယ်လိုတွေးမလဲဆိုတဲ့အတွေးတွေစသဖြင့် emotion စိတ်ခံစားမှုကိုအခြေခံတဲ့အပိုင်းကနေစပြီးတော့စဉ်းစားသလိုတစ်ဖက်ကလည်းတိကျပြတ်သားတဲ့အပိုင်းကနေဒါဖြစ်တဲ့နယ်မဖြစ်တဲ့မို့ဆိုတဲ့အချက်တွေကို ။ तू ကတပြိုင်နက်ထဲမှာအလုလုသွားတဲ့အတွက် तू ပြောတဲ့စကား तू လက်ခံနိုင်မှုသူ့ရဲ့ပြင်ပအမူအရာဒါတွေကအစပြောင်းလဲလာတယ်ရှိလာတာကိုလူရဲ့အမူအရာအမူကျင့်တွေပေါ်မှာအခြေခံပြီးတော့တိတာထင်ရှားလာတယ်ရှိတယ်။လိမ္မာပါနေတဲ့အတွေ့တွေပိုပြီးရှိလာမယ်။လိမ္မာပါနေတဲ့အတွေ့အခေါ်တွေကသဘောတဘာဝကိုနားလေတယ်။ဖြစ်လေဖြစ်တဲ့ရှိတာကိုသိတယ်။အဲ့ဒါကိုဟန်ချက်ညီညီထိန်းကွနိုင်အောင်လက်တွေ့ဆန္ဒရဲ့ rational စိတ်ခံစားချက် emotional ဒီနှစ်ခုကိုပေါင်းစပ်နိုင်တဲ့အားများလေလေညံ့အမျှော်မြင်အားကောင်းလာလေလေ wise ပို့ဖြစ်လာပြီးတော့ ဆင်ကျင်တုံတရားပုံမြင့်လာတာနဲ့အမျှသူ့ရဲ့အပြုမှုအနေထိုင်နေရလဲပြောင်းလဲလာတာကိုသိတဲ့သားလေးမြင်လာရနိုင်ပါတယ်။